မင်္ဂလာပါခင်ရှင်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်တိုင်းရင်းသားတွေကသဘောထားမမှန်မကန်အမှန်တိုင်းရှုမြင်မှုမရှိဘဲမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးအေဂျင့်နေတဲ့ဒေတာတွေကိုတိုက်ခိုက်ဖျက်ဆီးနေတယ်ဆိုပြီးနိုင်ငံတော်ကခလေးသူငယ်ပါမချမ်းလေချောင်းကနေဘုံကျဲဒါတွေအပါဝင်ပြီးပေါင်းစုံနဲ့တပ်ဖြတ်နေတဲ့အကြမ်းဖက်စိတ်ကောင်းဆောင်မင်းအောင်လိုင်ကထပ်ပြီးပြောလာပြန်ပါတယ်အကြမ်းဖက်စိတ်ကောင်းစီကနေပြီးတော့မှလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်ပြီးပေါင်းစုံနဲ့ဖမ်းဆီးစုဆောင်းနေရမှာ အခုတကမူးယစ်စိမ့်နဲ့ထောင်ချောက်ဆင်ဖန်းစည်းငွေညစ်ပြီးဝင်မပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်စူဆောင်းဓာတွေပါလှုပ်လာနေပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရောဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံရဲ့ပြည်သူတွေအပေါ်တိုင်းသားတွေကသဘောထားမှန်မှန်ကန်အမှန်တိုင်းရှုမြင်မှုမရှိပဲမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးအေဂျင့်နေတဲ့ဒေတာတွေကိုတိုက်ခိုက်ဖျက်ဆီးနေတယ်ဆိုပြီးနိုင်ငံတော်ကကလေးသူငယ်ပါမချမ်း လေချောင်းကနေပုံကျဲတာတွေအပါဝင်ဤအပေါင်းစုံနဲ့တပ်ဖြတ်နေတဲ့အကြံဖတ်စေကောင်းဆောင်မင်းအောင်လိုင်းကထပ်ပြီးပြောလာပြန်ပါတယ်ဒါကတော့ဒီကနေ့ဖေဖော်ဝါရီလ20ရက်နေ့မှာကြာရောက်တဲ့89နှစ်မြောက်ချင်းမျိုးသားနေ့အတွက်ပေးပို့တဲ့စာမှာအကြံဖတ်မင်းအောင်လိုင်းကထည့်သွင်းပြောဆိုတွားပြန်တာပါအဲ့လိုပဲအကြံဖတ်မင်းအောင်လိုင်းဟာတိုင်းသားတွေရဲ့သက်ဆိုင်ရာအထိတ်မှတ်နေ့တွေရောက်တိုင်းလက်ရှိနိုင်ငံတော်ဝန်ဖြစ်နေတဲ့တိုက်ပွဲတွေဟာ ဒိုင်းနာတွေကနိုင်ငံမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးသူတို့စစ်အုပ်စုကိုတိုက်ခိုက်နေတဲ့ဆိုပြီးတော့သားပုံစံမျိုးစုံနဲ့တဝင်းလွှာတွေမှာတစ်မျိုးသူတို့စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးကွန်ရက်တွေကတဖုံနီးပေါင်းစုံနဲ့ပြစ်တင်ပြောဆိုတာတွေတောက်လျှောက်လှုပ်လာနေတာကိုလည်းတွေ့နေရပါတယ်အခုတစ်ခါမှလည်းဒီကနေ့ကျတော့ချင်းမျိုးသားနေမှာပါဒိုင်းနာတွေကမြန်မာနိုင်ငံရဲ့ပြည်သူတွေအပေါ် သဘောထားမမှန်မကန်အမှန်တိုင်းရှုမြင်မှုမရှိပဲမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးအေဂျင့်နေတဲ့ဒေတာတွေကိုတိုက်ခိုက်ဖြတ်စီးနေတယ်ဆိုပြီးတော့အကြံဖတ်စိတ်ကောင်းဆောင်မင်းအွန်လိုင်းကထပ်ပြီးပြောလာပြန်လာပဲဖြစ်ပါလေအဲ့လိုတွေအကြံဖတ်မင်းအွန်လိုင်းကိုတိုင်ဒိုင်းသားတွေကိုပြစ်တင်ပြောဆိုနေပြီမဲ့တစ်ဖက်မှာတော့သူတို့စစ်တပ်ကပဲတနိုင်ငံလုံးမှာလေကြောင်းတိုက်ခိုက်မှုတွေနေရော့ညပါဇက်တိုက်လုပ်နေပြီကလေးသူငယ်တွေပါဝင်အရတပြည်သူတွေလည်းအမြောက်အများတိတ်ဆုံးနေသလိုနေအိမ်တွေစာတင်ကျောင်းတွေဆေးရုံစည်းကမ်းတွေနဲ့ ဘာသာရေးအဆောက်အုံပေါင်းများစွာလေးပျက်စီးနေတာကိုမြင်တွေ့နေရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖတ်စကောင်စီကနေပြည်တော်မှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်နှီးပေါင်းစုံနဲ့ဖမ်းဆီးစုဆောင်းနေရမှာအခုတခါမူရစ်စေးနဲ့ထောင်ချောက်ဆင်ဖမ်းဆီးငွေညှစ်ပြီးငွေမပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်စုဆောင်းဓာတွေပါလှုပ်လာနေပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိသားစုမိတ်ဆွေတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိနေပြည်တော်ပြည်မနာမြို့နယ်ဂျိုးပင်ကျေးရွာမှာဆိုရင် အုတ်ချုပ်ရေးမှုဇော်နိုင်ဆိုးဆိုးသူနဲ့ပြမနာရက်စကန်ကဒုတက်ချက်အေးအေးခံဆိုသူတို့ပေါင်းပြီးမူရစေဝါရောင်းချဖြန့်ဖြူးတဲ့သူတွေကိုခြေရွာအုတ်ချုပ်ရေးအဖွဲ့ဝင်တွေအဖြစ်ခံထားပြီးတော့မှသူတို့ပိုင်တဲ့မူရစေတွေကိုခြေရွာအတွင်းကလူငယ်တွေစီမှလက်ဝဲတွေ့တယ်ဆိုပြီးထောင်ချောက်ဆင်ဖန်းစည်းငွေညစ်တာတွေနဲ့စင်မှုထမ်းမှုအကြက်ကင်ချင်းချောက်ပြီးလူသစ်ဆုတာတွေလုံနေကြတယ်လို့ထောင်ချောက်ဆင်ဖန်းစည်းခံရတဲ့လူငယ်ရဲ့မိသားစုမိတ်ဆွေတွေကရန်ကုန်ခေတ်ကိုပြောပါတယ်အဲ့လိုမူရစေဝါနဲ့ထောင်ချောက်ဆင်ဖန်းစည်းခံရတဲ့လူငယ်တွေကို အဲ့ဒီဂျိုပင်ကျေးရွာအောက်ကြီးဇွန်နိုင်ဆိုးဆိုးတဲ့သူကညှိနှိုင်းခြင်းရင်းငွေကျပ်30ချီတောင်းနေပြီငွေမပေးနိုင်တဲ့သူတွေကိုတော့စင်မူတန်တတတဲ့အဖြစ်စစ်တပ်ထဲကိုတခါတည်းပို့နေတဲ့အပြင်ထွက်ပြေးရင်လေမူရစေဝါအမှုပုံမှ16ကကြီးနဲ့ပါဖန်ရန်ထုတ်ပြစ်မယ်ဆိုပြီးတော့လဲချင်းချောက်ထားသေးတယ်လို့သိရပါတယ်လက်ရှိမှာနိုင်ငံတော်အကြီးအကျယ်စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာရန်ကုန်ပအဝင်သူတို့စစ်တပ်ကထိန်းချုပ်လို့ရတဲ့မြို့တွေမှာလူငယ်တွေကိုနှီးပေါင်းစုံနဲ့ပေါ်တာဆွဲဖမ်းဆီးပြီးတော့စင်မူတန်တတတဲ့အဖြစ်အတင်းအကျပ်စုဆောင်းနေရမှာ အခုတကသူတို့မှာရှိတဲ့မူရစေဝါပစ်ပြီးလူငယ်တွေကိုထောင်ချောက်ဆင်ဖန်းစည်းတာမျိုးတွေပါလှုပ်လာနေပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျာအဖတ်မှာတော့မင်္ဂလိတိုင်းကနထိုးကြီးမြို့နယ်ဝလူရက်စကန်ကနေရိခါရှာဖို့ထွက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်သား၃ဦးကိုဒေါ်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား၃ဦးစလုံးနေရာမှာတင်ပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီး သူတို့မှာပါလာတဲ့တနက်နှစ်လက်ကိုပါတပါးနဲ့တင်းစီရရှိခဲ့တယ်လို့နှဒိုးကြီး PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့ဖေဖော်ဝါရီလ16ရက်နေ့ကပဲ။နှဒိုးကြီးမျိုးနဲ့ဝလူနယ်မြေ yes ခန့်ကနေရိခါရှာဖို့ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သား3ဦးကိုမြင်းညံခိုင်အမှတ်၄အမှတ်30တရင်နှဒိုးကြီး PDF တပ်ဖွဲ့ရဲဘော်တွေကရပြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား3ဦးစလုံးဟာနေရာမှာတင်ပွဲသမီးတွေကိုတိတ်ကုန်ကြပြီး သူတို့စီမှာပါလာတဲ့တနတ်နှစ်လက်ကိုပါတော်လိုင်းကြီးတက်တွေကဒပါတဲ့တင်းစီရရှိခဲ့တယ်လို့နဒိုးကြီး PDF ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလေမွန်ပြည်နယ်ရင်းမြို့နယ်ကကွန်ဒုကျေးရွာမှာတဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုရေဘလူးအဖွဲ့ကဝင်ရောက်တက်ခတ်ရမှာစစ်ကောင်စီတပ်သားတွေဟာတိကြိုက်သိဆုံးမှုတွေနဲ့ကွန်းချန်တဲကိုဝင်ပြေးသွားကြတယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဖေဖော်ဝါရီလ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရေးမြို့နယ်ကကွန်တူချေရွာမှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကိုရေးဘလူအဖွဲ့က drone တက်စိတ်အပါဝင်မြေပြင်ကပါဝင်ရောက်တိုက်ခတ်ရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်သားတွေဟာ drone နဲ့တိုက်ခတ်ခံရတာအပြင်မြေပြင်မှာပါထိတ်တိုက်ပစ်ခတ်ခံရတာတွေနဲ့သူတို့ဘက်မှာထိခိုက်သေးဆုံးမှုတွေရှိလာပြီးတဲ့နောက်မှာစပ်ပြီးမခံနိုင်တော့ပဲကုန်းကြံတဲ့ကိုဝင်ပြေးသွားကြတယ်လို့ရေးဘလူအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်ခင်ဗျ။အခုတခါဆက်ချင်တာကတော့ ထိုင်းနိုင်ငံမှာမြန်မာပြည်ကထွက်ကုန်တွေကိုတရားမဝင်ရောင်းချနေတဲ့ထိုင်းကုံစုံဆိုင်ပိုင်ရှင်တဲ့မြန်မာအလို့သမားကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြနေကြပါတယ်။ဒါကတော့ထိုင်းနိုင်ငံကဆူလက်ထာနီကော့ပခန်မှာရှိတဲ့ကုံစုံဆိုင်တစ်ခုမှာမြန်မာနိုင်ငံသားတွေအတွက်တရားမဝင်တင်သွင်းလာတဲ့မြန်မာထုတ်ကုန်တွေရောင်းချနေတယ်လို့သတင်းပေးတိုင်ကြားချက်အရထိုင်းအနာဘိုင်တွေနဲ့ရဲတွေကဝင်ရောက်ရှာဖွေရမှာအဲ့ဒီကုံစုံဆိုင်မှာအလုလုနေတဲ့မြန်မာအလို့သမားအမျိုးသမီးကြီးကိုတွေ့ရှိခဲ့ပြီး သူစီမားလွတ်လွတ်ခွင့်အထောက်ထားစာရွက်စာတမ်းလည်းမရှိဘူးလို့ဆိုထားပါတယ်။အဲဒီနောက်မြန်မာလူထုမားနဲ့အတူကွန်ဆိုဆိုင်ပိုင်ရှင်ထိုင်းနိုင်ငံသားကိုလည်းတရားမဝင်ကုန်ပစ္စည်းရောင်းချမှုအပြင်နိုင်ငံခြားသားကိုခွင့်ပြုချက်မရှိဘဲအလုပ်လုပ်ခွင့်ပေးထားတဲ့အချက်တွေနဲ့ပါဖမ်းဆီးတရားစွဲထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်စုပေးခဲ့အတွက်ချစ်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ